မင်္ဂလာပါရှင်။မောတောက်ချန်နယ်ကနေပြောပြန်လဲကြိုဆိုလိုက်ပါတယ်။အော်တိုဘာလ18ရက်နေ့အတွက်စိတ်ဝင်စားဖွယ်ကောင်းတဲ့တရင်အကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒီအစီအစဉ်လေးမစတင်ခင်မှာတော့မောတောက်ချန်နယ်ကို Subscribe နဲ့ Like ရန် Share လုပ်ပေးပါအောင်ရှင်။ပရိသတ်ကြီးရှမ်းမင်းနယ်မြောက်ပိုင်းတေဘောမြို့ကိုထိုးစစ်စင်တိုက်ခိုက်လျက်ရှင်ရဲ့တမ်ရော့စစ်ကြောင်းတွေဟာတောင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ TNL နဲ့ ပူပေါင်းအဖွဲ့တွေရဲ့စခန်းတွေကိုထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီးတော့လက်ရှိချိန်မှာတမရော်စစ်ကြောင်းတွေကတီဘော်မျိုးနဲ့300တက်မှ9မိုင်တွင်းကိုရောက်ရှိလာတယ်လို့သိရပါတယ်။တမရော်စစ်ကြောင်းတွေကအော်တိုဘာလ၁ရက်နေ့မှာကြောင်မဲမျိုးကိုသိမ်းပိုက်နိုင်ခဲ့ပြီးနောက်အနာမယူဘဲနဲ့တီဘော်မျိုးကိုထပ်မံသိမ်းပိုက်နိုင်အောင် ထိုးစစ်ဆင်ခဲ့ရာလက်ရှိချိန်မှာတော့တီဘော်မျိုးနဲ့ပုံမနီးဆက်လာပြီးဖြစ်ပါတယ်။တအောင်အကြမ်းဖက်လက်နက်ကင်အဖွဲ့ TNL နဲ့ပူပေါင်းအဖွဲ့တွေဟာ တမ်မတော်စစ်တောင်းတွေရဲ့ဟန်ကျန်းအီစွာတုံ့ပြန်တိုက်ခိုက်မှုတွေကိုတောင်းခံနိုင်စွမ်းမရှိပဲစုတ်ခွာထွက်ပြေးချိန်မှာလေတရားကိုမိုက်ခွဲချိုးဖျက်ခဲ့ဖို့ရပြီးခဲ့တဲ့ရပိုင်းကလည်းတေဘောမျိုးအနီကကျင်းတီတရားကိုထက်မှန်မိုက်ခွဲဖျက်ဆီးခဲ့တယ်လို့သိရပါတယ်တအောင်အကျန်းဖက်လက်နဲ့ကင်အဖွဲတရနံလေးဟာစုတ်ခွာထွက်ပြေးချိန်မှာမြို့အတွင်းရှိအစာအုပ်တွေတရားတွေကိုမီးရှို့ဖျက်ဆီးပြီးထွက်ပြေးခဲ့ရရုံမှရိုင်းဆိုင်တဲ့လောက်ရက်ဖြစ်တယ်လို့ဝေဖန်နေပါတယ် TNN လေးအဖွဲ့တွေဟာနောင်ကြုံမျိုးကဆုတ်ခွာခြင်းတုံးကလည်းဂုတ်ထိတ်တရားကိုမိုက်ခွဲပြီးဆုတ်ခွာထွက်ပြေးခဲ့တယ်လို့ကျင်းတိရွာကဆုတ်ခွာခြင်းမှာလည်းကျင်းတိတရားကိုထပ်ပြီးတော့မိုက်ခွဲဆုတ်ခွာခဲ့ပါတယ်။ဒါအပြင် TNN လေးဟာကြောင်မဲကဆုတ်တော်လေကြောင်မဲမိုင်းငော့နမ်မန်တရားကိုမိုက်ခွဲပြီးဆုတ်ခွာခဲ့ဘူးတဲ့လို့သိရပါတယ်။ TNN လေးအဖွဲ့တွေဟာကြောင်မဲမြို့တိုက်ပွဲအတွင်းတမတော်စစ်ကြောင်းတွေရဲ့ပြင်းထန်တဲ့တိုက်စစ်ကိုခုခံနိုင်စွမ်းမရှိပေ။ မျိုးကအဆုတ်ခွာဖို့ပြင်ဆင်ချိန်မှာတောင်မဲမျိုးအတွင်ရှိ ရုံးဌာနအဆောက်အဦတွေကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။လက်ရှိချိန်မှာ TNL အဖွဲ့တွေဟာတေဘောမျိုးအတွင်ကအဆုတ်ခွာထွက်ပြေးဖို့စီစဉ်နေပြီးတော့အော်တိုဘာလ16ရက်နေ့မှာအဆောက်အဦတွေကိုထပ်မံမီးရှို့ခဲ့တယ်လို့သိရပါတယ်။ကုခိုင်စော်ကပညာအရေးချင်းနိုင်ပါတယ်ပလောင်အကျန်းဖက်တပုံတွေဟာရုံးမှာမိုင်ရိုင်းနဲ့ပလောင်အကျန်းဖက်သမားတွေရဲ့ရိုးရဓလေ့ကိုဆက်လက်ထိမ့်သိမ်းတဲ့အနေနဲ့ နောင်ချုံမြို့ကြောင်မဲမြို့တွေမှာစစ်ရှုံးတဲ့အခါမြို့ရဲ့အထင်ကရအဖိုးတန်အစာအုပ်တွေကိုမီးရှို့ဖျက်ဆီးထွက်ပြေးသွားခဲ့ကြသလိုဒီကနေ့တီဘောမြို့မှာလည်းမြို့ရဲ့နေရာတော်တော်များများကိုထွက်မပြေးခင်မီးတွေရှို့သွားခဲ့တယ်ဆိုပြီးတော့၎င်းရဲ့ Telegram လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။တောင်အကြံဖက်လက်နက်ကင်အဖွဲ့ TNN လေးခေါင်းဆောင်တဝူဖြစ်တဲ့တာဖုံကျော်ဟာပြီးခဲ့တဲ့ရက်ပိုင်းမှာ TNN လေးအဖွဲ့ဝင်တွေကိုအတင်းကျပ်စစ်တိုက်ခိုင်းတဲ့ post တစ်ခုကို Facebook လူမှုကွန်ရက်မှာရေးသားဖော်ပြကတောင်းဆိုခဲ့ပေမဲ့ TNL အောက်ခြေတပ်ဖွဲ့ဝင်တွေကတော့ရှောင်းမဲမဲတင်ရရဲ့စစ်ကိုစက်တိုက်နေရခြင်းအပေါ်စိတ်တက်ကြဆင်းနေရလို့သိရပါတယ်။လက်ရှိချိန်မှာတော့ TNL အဖွဲ့ရဲ့အောက်ခြေတပ်ဖွဲ့ဝင်တချို့ဟာခရမ်းကြည်စံမလုံလောက်ခြင်းထောက်ပို့ပိုင်းကောင်းမှုမှုမရှိခြင်းစကမ်းတွေကိုတခုပြီးတခုလက်လွတ်နေရတဲ့အတွက်စိတ်တက်ကြဆင်းနေခြင်းစားတဲ့အခြေအနေတွေကြောင့်တမရော်စစ်ကြောင်းတွေရဲ့ဟန်ချက်နေရတဲ့တိုက်ခိုက်မှုတွေကို အချိန်ကြာကြာတောင်းခံနိုင်စွဲမရှိဘူးဆိုတာသိကြနေပါတယ်။တမ်းမော်စစ်ကြောင်းတွေရဲ့ပြင်းထန်တဲ့တိုက်စစ်ကြောင်း TNL အဖွဲ့တွေအထူးကအကြဆုံးများနေရဆိုတဲ့အချက်ကို TNL အဖွဲ့ဝင်တွေကိုယ်တိုင်လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။ TNL ရာတိတုံညာနေကွန်စစ်စင်ရဲ့ဒုတိယလိုင်းတုံးကဝါလန်နဲ့ကိုင်အဖွဲ့ UWSA ကချင်နယ်နဲ့ကိုင်အဖွဲ့ KIA တို့အပါအဝင်မဟာမိတ်နဲ့ကိုင်အဖွဲ့တွေထံကနေအကူအညီတွေရရှိခဲ့ပေမဲ့ လက်ရှိချိန်မှာတော့ဝါလက်နဲ့ကင်အဖွဲ့ UWSC ကချင်လက်နဲ့ကင်အဖွဲ့ KIA တို့ထံကနေလက်နဲ့ခေရန်နဲ့စီရေငွေကြေးအကူအညီမရတော့တဲ့အတွက် TNL အဖွဲ့ဟာအခက်အခဲများစွာ ဖြစ်နေတယ်လို့သိရပါတယ်။ TNL အဖွဲ့ဟာအခက်အခဲများစွာဖြစ်ပေါ်နေချိန်မှာပဲ TNL အဖွဲ့ခေါင်းဆောင်တွေကြားမှာလဲသဘောထားအမြင်ကွဲလဲမှုတွေဖြစ်ပွားလျက်ရှိနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။တမရော့စစ်ကြောင်းတွေရတအောင်အကြမ်းဖက် TNL နဲ့ ပူပေါင်းအဖွဲ့တွေထိန်းချုပ်ထားတဲ့စက္ကန့်တွေကိုတစ်ခုပြီးတစ်ခုသိမ်းပိုင်နိုင်တဲ့အတွက်အောင်စိတ်ကအမြင့်ဆုံးရှင်နေချိန်မှာ TNL နဲ့ပူပေါင်းအဖွဲ့တွေကကစင်ကလျာနဲ့ထွက်ပြေးနေရတဲ့အတွက်တေဘောမျိုးကစစ်ဘေးရှောင်နေရသူတွေဟာမိမိတို့မြို့ကိုပြန်ရဖို့နေလာနေပြီလေဖြစ်ပါတယ်။လေးလာသူတအူကလည်းဖိုက်တာတွေရဲ့အောင်ပွဲစတိုက်ဆင်နေမှုကြောင့်တေဘောမျိုးကံတွေပျော်နေကြတယ်လို့ကြားသိရတဲ့အပြင် drone အမြောင်ခြေလင်းတွဲလုံးနဲ့ အကွက်ကြက်ကြထိုးနဲ့တိုက်ခိုင်မှုတွေကြောင့်ရန်သူဝါကစင်ကလေးအားထွက်ပြေးနေရတယ်လို့ဆိုပါတယ်။တအောင်အကြံဖက်လက်နက်ကင်အဖွဲ့ TNL ကောင်းဆောင်တွေဟာအောက်ခြေတပ်ဖွဲ့ဝင်တွေကိုအတင်းကျပ်စစ်တိုက်ခိုင်းခဲ့ပြီးမြဲ့ TNL အောက်ခြေတပ်ဖွဲ့ဝင်တွေကတော့ရှောင်းမဲ့မဲတည်နေတဲ့စစ်ကိုစက်တိုက်နေရခြင်းအပေါ်စိတ်တက်ကြဆင်းနေပြီးစုတ်ခွာထွက်ပြေးဖို့စီစဉ်နေပါရဲ့ရှင်။တိုက်ပွဲသတင်းစုံ Telegram Channel က TNL အကြမ်းဖက်အဖွဲ့ကရုံးမရိုင်းဆိုင်မှုတွေကိုအစွမ်းကုန်ပြနေပြီး တမ်းမော်စစ်ကြောင်တီဘောမျိုးတွေဝင်လာပြီဆိုတဲ့သတင်းတွေထွက်လာတဲ့တပြိုင်နဲ့ဒီနေ့ညနေ3နာရီမိနစ်30အချိန်ကစပြီးတော့တီဘောမျိုးတွေကရုံးဌာနအဆောက်အဦတွေကို TNL အကြမ်းဖက်အဖွဲ့ကမိရှို့ဖျက်ဆီးမှုတွေလှုံ့ဆော်နေပါတယ် TNL အကြမ်းဖက်အဖွဲ့ဟာနောင်ချိုမှစုတ်ခွာထွက်ပြေးရလမ်းတစ်လျှောက်တံတားတွေကိုလည်းမိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ကြောင်မဲနဲ့တီဘောကြားတံတားကိုလည်းမိုင်းခွဲဖျက်ဆီးထားခဲ့ပါတယ်ခုချိန်မှာတော့တီဘောမျိုးကနေထွက်ပြေးရတော့မယ့် TNL အကြမ်းဖက်အဖွဲ့အားရုံးမှရိုင်းဆိုင်မှုကို အစွမ်းကုန်ပြနေပါပြီ။ရုံးဌာနအဆောက်အဦတွေကိုမီးရှို့ဖျက်ဆီးနေခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်ရှင်။